င်များလုံးမင်္ဂလာခင်ဗျအခုဆိုရင်ဂျူနီယာဖက်ဒက်စ်နဲ့ဘရိုနီကောထူရပွဲပြီးသွားခဲ့ပြီပေါ့လေပွဲမစခင်ကစိတ်တည်းရာပွဲကြိုပြောစကားတွေပြောခဲ့တော့ကလည်းစိတ်ဝင်စားအောင်ကောင်းခဲ့တယ်ဂျူနီယာဖက်ဒက်စ်ကသူဟာဘရိုနီကာကိုအနိုင်ပြီးတော့အမေရိကန်ဒေါ်လာသင်းနဲ့ဆောက်ကြည့်ယူပြမယ်ဆိုတော့ပြောခဲ့တယ်ဘရိုနီကာလည်းရှင်းတယ်ကျွန်မဒီပွဲကိုနိုင်ကျင်လုံးလို့ကိုအမျိုးသားဖိုက်တာတွေနဲ့ သေချာပူးတွဲလေ့ကျင်ပြီးတော့ပြင်ဆင်ထားတာနိုင်မယ်လို့ယုံတယ်နိုင်မယ်ဆိုတာသိပြီးသားလို့ပြောလိုက်တာနိုင်မယ်ဒါပေမဲ့ကျွန်မအမှတ်နဲ့နိုင်တာမလို့ခြင်းဘူးအလဲထုံးနဲ့ပဲနိုင်ခြင်းလားဆိုပြီးတော့ကြိုးပြောထားခဲ့တယ်တကယ်ထိုးရရှင်မှာလည်းတကယ်ဖြစ်အောင်ဒါဘရိုနီကာလုတ်ပြသွားခဲ့တယ်ဗျ five record ဒီရုပ်သံကနေတင်ဆက်တဲ့ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် one friday 5 107မှာ နော့ခ်ဒေါင်းကျအောင်အကြိမ်ကြီးအတွက်အများဆုံးထိုးနိုင်တဲ့ဖိုက်တာဟာဘရော်နီကာဖြစ်ခဲ့တယ်။ One Friday Fight 103ပြိုင်ပွဲဟာနော့ခ်ဒေါင်းကျမှုအများဆုံးပြိုင်ပွဲထဲမှာတပွဲအပောင်ဖြစ်ခဲ့တယ်။ပွဲစဉ်စုစုပေါင်း12ပွဲမှာဒီလိုနော့ခ်ဒေါင်းထိုးခံရတဲ့အကြိမ်ကြီးအတွက်ကစုစုပေါင်း18ကြိမ်တောင်ရှိခဲ့တယ်။အဲ18ကြိမ်မှာ၄ကြိမ်ကဘရော်နီကာထိုးခဲ့တာ။ဘရော်နီကာဂျူနီယာဖက်ဒက်စ်ကိုနော့ခ်ဒေါင်း၄ကြိမ်ကြောင်ထိုးပြခဲ့တယ်။ အရေးအတွက်အများဆုံးဖြစ်ခဲ့တယ်ပေါ့ဂျူနီယာဖက်ဒက်စ်ကတော့ပွဲပြီးတဲ့အချိန်မှာဘရိုနီကာတော်ကောင်းတဲ့ဖိုက်တာတယောက်ဆိုတာဝန်ခံသွားခဲ့တယ်သူ့ဘဝမှာတဲ့ဒီပွဲကအနာကျင်းအဆုံးပဲတဲ့သူထိုးခဲ့တဲ့ပွဲစဉ်စုစုပေါင်း၈ပွဲထဲမှာဒီပွဲကသူ့ဘဝမှာအနာကျင်းအဆုံးပွဲဖြစ်တယ်တဲ့ဘရိုနီကာထိုးတဲ့ထိုးချက်တွေကိုလည်း Facebook မှာ reel လွှင့်ပြီးတော့ဂျူနီယာဖက်ဒက်စ်ကပြသွားခဲ့တယ်ထိချက်တွေကတော်တော်ဆိုးတာဗျ မျက်နှာတစ်ခုလုံးကဖူးယောင်သွားခဲ့တယ်။ပြီးတော့ဒီသူနှခမ်းတွေကိုပြချင်မှာအပေါ်နှခမ်းကိုအောက်နှခမ်းကိုပေါက်သွားခဲ့တယ်။မျက်နှာဆိုရင်မျက်ကွင်းနဲ့နှထင်းနဲ့အဲ့ညာမှာဖူးယောင်နေတာအများကြီးပဲမျက်နှာမှာဆိုရင်လည်းလက်တိကျတွေထိမှန်ထားတာအများကြီးပဲ။ဘရိုနီကာဟာပွဲမဆိုင်မှာ သူပြောခဲ့တဲ့အတိုင်းပါဝါကောင်းတဲ့လက်တိကျတွေနဲ့ဒီပွဲမှာသူလာမယ်ဆိုတာသူ့လက်တိတော်တော်အားပြင်တာကဂျူနီယာဖက်ဒက်စ်အဲ့လိုလွှင့်နေပေါ်ပြထားတဲ့ရီးစ်ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရင် သိတာပါတယ်ခင်ဗျ Ronnie ကတော့အခုပွဲစဉ်အနိုင်ရသွားတဲ့အတွက်လမ်းတစ်ခုပွင့်သွားခဲ့ပြီ Junior Fedas ကတော့ American တော့တင်းနဲ့ Saudi ရရှိနိုင်မယ့်အခွင့်အရေးကိုလက်လွတ်လိုက်ရတယ်ဗောလေရှိလာမယ့်ပွဲစဉ်မှာ Ronnie ကိုဘသူနဲ့ပွဲတည်ပြမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ဘာကြောင့်လဲဆိုတော့1နဲ့စာအုပ်ချုပ်တုန်းက Bronica ကမွေထိုင်းတဲ့ kickboxing နှစ်ခုအတွက်စာအုပ်ချုပ်ခဲ့တာလေ။အဲ့တော့ kickboxing ပွဲများ ဖြစ်လာလိမ့်မလားလို့လည်းတချို့ပြည်သက်တွေကအခုကြရာမှန်းဆနေကြတယ်ဗျ။မွေထိုင်းဆိုရင်ရောဝမ်ဟာဘရိုနီကာကိုဘယ်ဖိုက်တာနဲ့ပေးတွေ့မလဲ။ဒါဟာတကယ်ကိုရင်ကုန်စရာကောင်းတယ်ဆိုပြည်သက်တွေကအစာကြီးပြောနေကြတယ်။ဘာလို့လဲဆိုပထမပွဲမှာက၄ဘွဲ့စတဲ့ချုံထားတဲ့ဖိုက်တာနဲ့ပေးတွေ့တယ်။ဒုတိယပွဲကျတော့ရှုံးမွဲတစ်ခါမှမတွေ့သေးပါဘူးဆိုဖိုက်တာနဲ့ပေးတွေ့တယ်။အဲ့တော့တတိယပွဲမှာဘရိုနီကာကိုပွဲတယ်ပဲရင်ဘလို့အချက်လက်ထူးခြားတဲ့ဖိုက်တာပြန်မမျိုးနဲ့ပွဲတယ်ပြင်မလဲဆိုတော့ပြည်သက်တွေကဥကရေက ရေခုံကြိုက်ဖြစ်ပါတယ်အဲ့တော့ junior fighters ကတော့ bronica နဲ့ပွဲဟာသူ့ဘဝမှာအနာကျင်းအောင်ပွဲပဲလို့ဝန်ခံသွားခဲ့တယ်လို့သူမရဲ့ရရှိခဲ့တဲ့ဒဏ်ရာတွေကိုလည်းထုတ်ပြသွားခဲ့ဖြစ်တဲ့ကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ tissue အပြည့်ပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ